ီးယုံမကတော့ဘာပြောသေးဝီ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 တက်နေပါပဲကိုယ်ဒီလဲတစ်ခါကျရင်အဲ့လိုကစားပွက်မျိုးတော့တစ်ခါလီတော့သုံးသိင်ဟိုတစ်ခါကျလို့ရှိရင်လည်းဟိုခေါင်းနာပေါက်လို့ရှိရင်လည်းသိရမလားဟိုလူဆောင်းလိုက်ဒီလူဆောင်းလိုက်ဘောလုံးခဏထိန်းထားလိုက်အဲ့ဒါကြီးကဟိုဖလားရကျင်နေဆိုရင်တော့ပို့ပြီးတော့ရက်ဆက်တဲ့ကစားရံတစ်ခုတော့လုံးသိင်လေပါဦးဒီနေ့ဖလားရွာတာသူတို့ဂိုးဘယ်လိုယူအောင်လဲဆိုတော့ကောင်းကောင်းသိလို့ဖလားရွာတာအစင်ကြီးရရတဲ့ဂိုးတွေကိုမထိန်းနိုင်ဘူး เอ้ยเนี่ยตะคู่อ่ะอะกูโกอิ่งกวนโกอิ่งโกอิ่งกวนแล้วဖြစ်တယ်တစ်ဖက်ကนิวกาเซ่บล็อกจี้ก้าวมาပြီးတော့အရင်တော့ကျွန်တော်တို့သိရဲ့นิวกาเซ่ဒီဇိုင်းဒီနေ့นิวกาเซ่เนเน่ย่อသေးတယ်အရင်တော့นิวกาเซ่အဲ့လိုတော့ဘောလုံးကင်လို့မရဘူးအဓိကကိုတွေကဒီဝင်းငါပိုင်းကစားသမားတွေပို့ပြီး risk မယူရဲတာအဲ့ဒါကျွန်တော်တို့သူတို့လောက်မတော်ဘူးဒါပေမဲ့သူတို့ကိုကြည့်ရင်ねအသင်းကဘာလို့လဲဆိုတော့ကျွန်တော်တို့ကသိတယ်ကျွန်တော်အာဆီနယ်ဖန်ကြီးကိုမောင်မားတွေအကုန်လုံးလည်းသိတယ်တဲ့မလားအဲ့လိုဆိုတော့ အာဆင်နယ်ဘာလိုအပ်လဲဆိုတော့ဘောင်စတဲကိုတိုးဝင်နိုင်တဲ့ကစားသမားလိုတာအေးရထိတ်ကကန်ရဲမဲ့ကစားသမားလိုတာတခုဆိုလို့ရှင်ဟိုဘောစထုတ်ပြီးတော့ cross ball ဖြတ်တင်လာတဲ့ဆိုင်သိရမလားကိုကိုတိုင်းလည်းဘောင်စတဲကိုပနတီတခုရိုက်ရပုံမှန်မျိုးနဲ့တိုးဝင်တဲ့ဟာမျိုးလိုတာဟိုအခုကျွန်တော်ပြောပြရင်ညာတာနီကိုဝီလီယန်တို့ကစားသမားမျိုးတွေရောက်ရိုဒီဂိုတို့ကစားသမားမျိုးတွေရောက်လာလဲအိုက်ဒါအဲ့ကစားကွက်နဲ့ဆော့ခိုင်းသွားမှာပဲသိလား ုမှာသူကလမ်းပြန်နေအောင်ဘီဘာအိုတို့ရီယဲတို့မှလိန်ခေါက်နေလဲအာဆင်နယ်ရောက်လာလို့ရှိရင်ဒီကစားကွက်နဲ့ဆော့ဆိုရင်အဲ့လူတွေကဒီပုံစံဖြစ်သွားမှာပဲကျွန်တော်ထင်တာလေဟိုကိုတယောက်ကဘောလုံးကင်ထားတယ်နောက်တယောက်ကဘယ်ညမှာစပေးရဲ့အလုပ်ကိုတိုးဝင်မလဲဘလို့ပေးမလဲအဲ့ဒါကြီးကကြတော့အမြဲတမ်းကြတော့အလုံးမဖြစ်ဘူးတည်ရမလားတစ်ဖက်သင်းရလဲတိလာမှာပဲလေဒီကောင်းလေးဒီလိုကစားတတ်တယ်ဆိုသူတို့ကသူများကြိုတင်ပြင်ဆင်လာမှာပဲဟိုမနေ့ကတော့ ခရစ်စတယ်ပေးလီနဲ့မန်ချက်စတာစီးတီးအသင်းပွဲစဉ်ပြီးသွားတဲ့အခါမှာဟိုကျွန်တော်သတင်းလေးတစ်ပုဒ်ဖတ်လိုက်ရတယ်အဲ့ဘာလဲဆိုတော့အိုလီဗာဂက်စနာပြောသွားတော်တော်လေးကောင်းကျွန်တော်တို့တဲ့ပတ်ခွာလီလာကို2ဂိုး5ဂိုးနဲ့ရှုံးခဲ့တယ်ပရီးမီးယားလိမှာဒါပေမဲ့နောက်တစ်ချိန်တော့မတွေ့စေနဲ့နောက်တစ်ချိန်တွေ့တဲ့အခါကျရင်အဲ့ဒီကစားကွက်နဲ့ဆော့လို့ရှိရင်ကျွန်တော်တို့ကကြိုတင်ပြင်ဆင်လာမှာတဲ့နောက်တစ်ခါအဲ့ဒီကစားကွက်နဲ့ကျွန်တော်တို့အနိုင်ယူလို့မရဘူးဆိုသူကပြောခဲ့အိုလီဗာဂက်စနာအဲ့ကြောင့်အသင်းငယ်လေးတွေက တချိန်တော့သူတို့ခံရလိမ့်မယ်နောက်တစ်ချိန်ကျရင်ဒီအသင်းရဲ့ကစားကွက်ဘာဆိုသူတို့ကသိသွားပြီအခုဖြစ်တာအဲ့ပြဿနာပဲအာဆင်နယ်ကြံခဲ့တဲ့နှစ်နှစ်ကလုံချင်နိုင်လို့လို့ရခဲ့တယ်အိုဒီကက်ကရွေးရှားမှုတွေစကိုင်းစပေတဲ့တုံးဝင်မှုတွေနောက်ဘန်ဝိုက်ကအိုဘာလုပ်တယ်အဆင်ပြေခဲ့တယ်တော်တော်လေးလည်းအဆင်ပြေခဲ့တယ်ဒါပေမဲ့ဒီနှစ်ဘာကြောင့်အဆင်မပြေတော့လဲဆိုတော့အာဆင်နယ်ရဲ့ကစားဟန်ကိုတော်တော်များကျက်သွားပြီအဲ့တော့အာဆင်နယ်အသင်းရခဲ့တဲ့ဂိုးတွေရာသီအဆဆိုတော့ဟာဘက်ကတော်တော်ကြီးနှစ်ယောက်စာရုံးမှုတွေကြောင့်သာတချို့ဂိုးတော်တော်များရခဲ့တာ ဟာဘက်ညံကောင်းညံနေမယ်ဒါပေမဲ့အသင်းရဲ့ twin goal ဖန်တီးမှုပေါင်းလိုက်အများဆုံးထဲမှာသူပါနေတော့မယ်เออ Facebook ကညီကိုမော်မကြီးဒီဟာလေးပြီးရင်တော့မရှိတော့ဘူးเนาะဒီပိတ်ပဲကျန်တော့တယ်မရှိတော့ဘူးအဲဆောလုံးကတခုလဲကြာသွားတယ် Facebook ကြီးကပြောဖို့မကောင်းတော့ဘူးပွဲကြီးပြရတာဟိအောင်ကြာတာမှရက်ဆက်တယ်တကယ် အခုမိုက်ခရိုဖုန်းတော့ဘူးမတက်တော့ဘူးဒီတိုင်းပဲပါဇက်နဲ့ပဲတန်းပြောလိုက်တော့မိုက်ခရိုဖုန်းအတန်တားငိန်လုံးလို့ပဲကြားလာဘာလားမသိပါဘူးအာတီတာမှာပလန်ဘီကစားခွက်မရှိဘူးလို့ပဲကျွန်တော်ပြောချင်တော့တယ်ဗျာသိရမလားအခုဖြစ်နေအဲ့ဒါလာမယ့်ရာသီကြလို့ရှိရင်တော့ကျွန်တော်ဝက်ချလောင်းပဲလုပ်ချင်တော့တယ်တကယ်ပြောတာအခုကလည်းအော်လို့ကြည့်ကြပါသေးတော့ဆိုပြီးကိုကလုပ်ပေးတာအမေကတော့လေဟိုပွဲလဲကျွန်တော်ကောင်းကောင်းမကြည့်အောင်သိလားတခါခုပြုတ်ကြသွားပြီဆိုအာနောက်တစ်ခုကိုဝင် login နေဝင်အကောင့်နေလုပ်ခါကျရင်ပြချင်းစိတ်တောင်တကယ်မရှိတော့ဘူး ကိုညီကိုမောင်မောင်ကြီးကြည်ရစီတော့ဆိုပြီးတော့ပြနေရအဲ့ပြနေနေအဲ့လိုကြောက်သွားဆိုစိတ်ကတော်တော်ညစ်တာတော်စီရောဟုတ်တယ်ညီမလေးဒီဒီတော်စီရောရာသီအစားဒိုးတွေအမှတ်တွေယူထားလို့နော်မလေးအခုချိန်မှသာအမှတ်ယူရမှာဆိုမလွယ်ဘူးအစင်းနေအဲ့ဒါကြုံရဘူးတယ် ဟိုချန်ပီယံလိဝင်ဖို့အခြေအနေတော်တော်ကောင်းပြီးတော့ပါယူပါလိဝင်ဝင်ပဲရခဲ့တယ်ရသည်တည်ရမှာလွန်ခဲ့တဲ့3နှစ်က4နှစ်ကလောက်ကလည်းတွေ့တယ်အဲ့ဒီတော့တခါကြုံနေဘူးလေအရေးအကြောင်းရင်ဟေ့ဆိုရင်တိုင်ပတ်ပြီအဲ့လိုမျိုးအေးညီမလေးအဲ့လိုပဲဖြစ်ပါသေးတော့ပဲဆူတောင်းအောင်ပါပဲဟုတ်တယ်ဗျဝက်ချလောင်းမဲကျွန်တော်လှုပ်ချင်တော့တကယ်တခါကျရင်တော်တော်စိတ်ညစ် ဘောလုံးလိုက်ကနေကျွန်တော်သွားကြည့်ရပြမတွေ့ဘူးဆိုတော့တော့သွားကြည့်ရသူတို့လင့်နေမရှိဘူး။အော်ပိတ်အပူတွေရှိတယ်မပေးဘူးတဲ့အမေချစ်စရာကောင်းလိုက်တဲ့ငန်းချမလေးမလေးအနာနာမအနာနာမရှိရင်ခေါင်းခေါက်လိုက်ရှိတယ်မပေးဘူးတဲ့ဘယ်တော့ချစ်ဖို့ကောင်းလဲဆိုတော့ ငါတို့ကဘာဖြစ်နေလဲဆိုတော့အတင်းကတိုးတက်လာတာဆိုတိုးတက်လာတယ်။ဒါပေမဲ့မိုးရေရေကြရင်အဆင်ပြေလားဆိုတော့အဆင်မပြေဘူး။တခါကျရင်ကိုယ့်အကူနိုင်ပွဲစာလောင်စိတ်ပျောက်ဆုံးနေတယ်။ကစားကိုယ်တားမိခိုးနေ။ရတဲ့အခါကျရင်လည်းကိုယ်ကအတကုံရတဲ့ပွဲလေးကိုအတင်းချင်းကြတော့နိုင်လားဆိုတော့နိုင်တယ်။အချုပ်ပွဲကြရင်မရှုံးဘူး။အတင်းချင်းအတင်းငယ်ရကြတော့နိုင်ဖို့လည်းမရအောင်မနိုင်ဖို့လည်းမရအောင်အဲ့လိုဖြစ်တာ။ငါတို့ပြဿနာအဲရိုင်ယာတပယ်စိတ်တွေတော့မပြောနေ။သူမှားလို့သူပြန်စိတ်ရတာတွေလည်းပါတယ်။မလီဆရာသမား ပေးလိုက်ရင်အဲ့ကွေးလင်မှာလူသုံးအောင်ကြားထဲမှာရှိတဲ့ပါတီစီကိုထိုးပေးပြီကြီးလိုက်ဆရာသမားတို့တကယ်မပြောချင်ဘူးအခုကကစားသမားတွေကဘာဖြစ်လဲဆိုကိုကြောင့်ဘောလုံးပြတ်သွားမှဆိုးတဲ့အတွက်နောက်ကူပြန်ပေးပြီးရတယ်အဲ့ဘောလုံးမပြတ်ဘူးလားဆိုတော့ပြတ်တယ်သိရမလားအဲ့လိုဖြစ်နေနေလို့နှလုံးသားတယ်ဝင်းမြောင်းညီလေးရဲ့တချို့တွေကျွန်တော်ကို Facebook အကောင့်တွေလာပေးကြတယ်ဒါပေမဲ့အဲ့မှာဟို two factor authentication တွေပါလေသူတို့ခံထားတယ်နှစ်ထပ်တွေပါလေပိတ်ထားတဲ့ခါကျတော့ကျွန်တော်ဝင်လို့ရှိရင်သူတို့စီကနေပြီးတော့ကျွန်တော်က permission ပြန်တောင်းရတယ်သူတို့စီကကြားတဲ့ code တွေအဲ့ဒါအမြင်နဲ့အစဉ်ပြေဦးလေပြန်မလားအဲ့လိုဝင်တိုင်းဝင်တိုင်းမှာတောင်းနေရကြတော့ဟိုမဝင်ဖြစ်ပေ log out ထားတဲ့ခါကျရင်နောက်တစ်ခါကျရင်ပြန်တောင်းအောင်အဲ့အဲ့ကောင်တွေကျတော့ကျွန်တော်အစဉ်ပြေဦးဖြစ်နေတန်းနိုင်ဦးတဲ့ဒီကတော့ဗျာဘယ်သူထုတ်ထုတ်မထုတ်ထုတ်သိရမလားဖလားရောက်ဘယ်ဒီကဟေတာဟဲ ချင်းမိုက်မှာမဟုတ်ပါဘူးခင်ဗျာအခြားနေရာမှာပါအိုင်ရရဲ့ကစားကွက်ကြီးရနော်နိုင်နေတော့အဆင်ပြေပါတယ်ကြည့်ရတာလှတယ်ပြန်ပြက်ကိုလုံးဝအုပ်စီးပြီးတော့ကိုကပဲပတ်စတေးအများကြီးပေးပြီးအရန်ကြည့်လို့ကောင်းဒါပေမဲ့ဂိုးလိုအပ်ပြီးရှုံးပြီးတည်ရကြနေပြီဆိုလို့ရှိရင်အဲ့ဒီကစားကွက်ကအာဆင်နယ်ဖန်တီတို့ဆိုရင်ငရေပဲရှေ့ကိုပို့ပါရှေ့ကိုပို့ပါဒါကြောင့်អော်နေရအောင်မလေး နီးပြလဲရင်ပိုကောင်းနိုင်လားဆိုတော့နီးပြလဲပြီးဆိုပထမဆုံး risk ကြီးတာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့အခု player တွေက aida ရဲ့စိတ်သဘောနဲ့နေတဲ့ player တွေရှိတယ်တချို့ ਆ လေ aida ကိုကြိုက်လို့ကိုနေတဲ့ player ရှိတယ် aida ကြောင့်လာတဲ့ player ရှိတယ် aida ထွက်သွားရင်ပြောင်းမဲ့ player လည်းရှီကောင်းရှိနိုင်တယ်အဲ့လို့ဆိုတော့နီးပြတူထွက်ပြီဆိုရင်တော့အားလုံးကတစ်ကနေပြန်ဆားရမှာပဲအဲ့လို့ဆိုတော့ တကယ်နေပြန်မစားချင်လို့အိုင်နဲ့ဆက်သွားမယ်ဆိုတော့လေလာမယ့်တရားတီတော့ကျွန်တော်စောင့်ကြည့်သင်သေးတယ်လို့ကျွန်တော်ထင်တယ်ပေါ့လေလာမယ့်တရားတီတော့ဒေတာရောက်ခဲ့ရောက်ရင်ဂျာစီလူမလို့ပြောထားရင်တော့ကိုထောတယ်အေးပါညီလေးရယ်ငါလည်းခုနကဝင်ပြိုင်ပွဲတွေမလုပ်ပေးဖြစ်ဘူးကွာအဲ့ဒီပွဲပြဖို့ပိတ်ရှာနေနေခြာလက်ပက်လေရမ်းညာနေအမမလုပ်ပေးဖြစ်ဘူးအဲ့မနက်ခင်းသတင်းညနေခင်းသတင်းတော့မပင်မန်းဘူးအဲ့ပွဲပြနေနေအဲ့လိုပြက်ပြက်ကြောက်သွားဆိုတော်တော်ပင်မန်းတယ် စိတ်ပါတကင်ညစ်တာလာမေးရတိကြလို့ရှိရင်တော့ YouTube ကညီကိုတွေဆိုကျွန်တော် watch long လုပ်ပေးမယ်เนาะ watch long လုပ်ပေးမယ်ကျွန်တော်ဟို webcam ထောက်ဝယ်ရအောင်ပါကင်မရာထောက်ဝယ်ရအောင်ပါပေါ်ပြရတာတိတ်ပြီးတော့2025မှာတော်တော်အဆင်မပြေတော့လား ီကောင်တွေကတော်တော်လေးဟောဖြစ်တာကိုဘွားတို့ရောကိုဘွားတို့ရောပြသေးလားညီကိုတို့ကိုဘွားတို့ရောကိုထူးကတော့ပြနေတယ်ကိုဘွားရောပြသေးလားအရင်တော့သူပရီးမီးယားလိနဲ့ညီရဲ့ကြားဘူးလို့လေအတင်းရကောင်တွေပဲများလာတယ်မပြောတတ်ပါဘူးပြသူတို့လည်းနိုင်ကျင်မှာပေါ့ဒါပေမဲ့နီးပြဒီလိုကစားကွက်နဲ့ဆော့ဆိုပြီးပြောရင်တော့သူတို့ကဗာတက်နိုင်ပါလေနီးပြပြောတိုင်းဆော့ပါမလားလीပြင်မလား ီနေ့ဒီနေ့ကျွန်တော်တို့ကဒီနေ့သေရတမတ်ရရင်ရပြီနောက်ပွဲကြိုက်တယ်လို့ဆိုဒီနေ့သေရတမတ်ရရင်ရပြီသိလားအခု player တွေကလည်း pressure ပြညာလားဘာလားမသိဘူးချန်ပီယံလီးကထွက်ခဲ့ရတဲ့စိတ်ဓာတ်ရတွေပဲရနေရလားဘာလားမသိဘူးဒီကစားကွက်ကြီးကငါလာမရသေးတော့ငါတော်တော်ယင်လင်းနေပြီဒီကစားကွက်ကြီးနဲ့ဆိုရင်သိရမလားသူ့ရဲ့ဆေးရပတ် quality လုံးမှာအဲ့ကစားကွက်အားကိုလုံးလို့အဆင်မပြေဖြစ်ခဲ့တာ အခုဇန်နဝါရီရောက်ခဲ့တဲ့လူသစ်တွေကြောင့်တော်တော်လေးနောက်ကစားကွက်တစ်ခုအချင်းချောင်းမှာပြင်ပတ်တွေကမခံမှန်းမိလို့အဆင်ပြေလာ။ဟောဟုတ်ကောင်းထက်ကိုဟုတ်ကဲ့တမတ်ရရင်ရကိုဘွားမိမနဲ့နှက်နေပြီလေ။ကဲအားလုံးပဲ ဒုတိယပိုင်းလေးကိုကြိုဆိုလိုက်ကြအောင်နော်ပြီးရဲ့အထိအတူတူကြည့်ရပါသေးလို့လဲဆူတောင်းပါတယ်